စီချူသူချူယောဂကုမယ်စီချူသူချူယောဂကုမယ်ဆိုရင်ကုရာရဲ့ရဲ့ထိရောက်မှုရှိမရှိပေါ့။နောက်ကုခြင်းအပြင်အဲဘာတွေစောင့်ကြည့်ရမလဲပေါ့။ကုတဲ့အချိန်မှာဘာတွေစောင့်ကြည့်ရမလဲပေါ့။အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆက်လက်ပြီးဆွေးနွေးမှာဖြစ်တယ်။အဲ့တော့စီချူကောင်းဘာတွေစောင့်ကြည့်ရမလဲပေါ့။အဲ့ဒီမှာနှစ်ပိုင်းနေနေပေါ့။တစ်ပိုင်းကတော့စီချူသူချူယောဂလို့ပြောတာသူတွေချုံနေခြင်းအတိကတော့အဲ့ဒီသူချူချုံနေခြင်းတက်ကိုဘယ်လိုစောင့်ကြည့်မလဲပေါ့။ဒုတိယတစ်ပိုင်းကတော့ အဲ့ဒီသွေးချိုတကူတဲ့နေမကောက်ကျန်တဲ့ဘာတွေရောစောင့်ကြည့်ရမလဲပေါ့ဒီနှစ်ပိုင်းကိုဆက်လက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့စီချိုသွေးချိုလို့ခေါ်တဲ့ယောဂမှာအာသွေးချိုယောဂကိုဘလို့များပုံပန်ပေါ့ကောင်းစောင့်ကြည့်ရမလဲနော် monitoring ပေါ့အဲ့ဒါကိုဆွေးနွေးပြဖို့အတွက်စီတက်ကိုနေ့ရန်ကုန်မှာအာစီချိုနဲ့ဟော်မုန်းယောဂအထုကုဌာနရဲ့ပေါမကဌာနမှူး professor ပေါ့ပေါမကဒေါက်တာထက်တဲ့ခင်ကိုကျွန်တော်အနေနဲ့

ားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ဆွေးနွေးမှာတော့ကြီးကျူသွေးကျူယောဂကုသရာမှာသွေးကျူဘယ်လိုစောင့်ကြည့်ရမလဲဆိုတာဖြစ်ပါတယ်ဒီအောင်မပြောခင်မှာဘာလို့ဒီသွေးကျူစောင့်ကြည့်ဖို့လိုအပ်တယ်လဲပေါ့နော်ကြီးကျူကောင်းကောင်းမထိနိုင်ဘူးဆိုရင်ဘာတွေဖြစ်နိုင်တယ်လဲကိုအရင်လေးပထမဆုံးဆွေးနွေးလိုပါတယ်အဲစီဂျူတွေတက်မယ်ဆိုရင်လက်တလောဆူဂျူတွေဖြစ်နိုင်တယ်လို့ရေရှည်နောက်ဆက်တွဲဆူဂျူတွေလည်း ဖြစ်နိုင်ပါတယ်။အဲ့တော့လက်လို့ဆူဂျူတွေကအလုံးသိကြတဲ့အတိုင်းပဲစီဂျူတွေအတက်လွန်ပြီးရင်သွေးထဲမှာ acidity များတယ်၊သတိလစ်တာတွေဓာတ်ရီဖြစ်တတ်ပါတယ်။စီဂျူတဲ့အကြလွန်သွားရင်ရောအကြလွန်သွားရင်လည်းအသက်အန္တရာယ်အထီကိုအသက်အန္တရာယ်အထီကို ဖြစ်နိုင်ပါတယ်။ဒါလက်လို့ဆူဂျူတွေအပြင် ရေရှည်နောက်ဆက်တွဲစူးကျူးတွေဘာတွေရှိလဲဆိုတော့ခုနလည်းဆရာမကြီးပြောသွားသလိုပါပဲကြောက်ကက်တွေပျက်စီးမယ်မျက်စိအမြင်လွှာတွေပျက်စီးတယ်ခြေထောက်တွေထုံကျင်တယ်အာယုံကြောတွေထိကြိုက်တယ်နောက်လေဖြတ်တာတို့နှလုံးသွေးကြောကျဉ်တာပိတ်တာတို့နောက်ခြေထောက်သွားတဲ့သွေးကြောတွေပေါ့နော်အဲ့ဒါတွေပိတ်တဲ့အခါမှာဆိုရင်ခြေလက်တွေကကိုက်ခဲတယ်နောက်ဆုံးခြေလက်ပုတ်တဲ့အဆင့်ထိဖြစ်နိုင်တယ်ဒီဟာတွေကိုကာကွယ်ဖို့ဆိုရင်ကျမတို့ကသွေးကြိုကိုကောင်းကောင်းကုသဖို့လိုပါတယ်အဲ့ ရှေ့မှာလည်းဆရာမကြီးပြောသွားပြီးပါပြီလူတစ်ယောက်ကဈေးကူတော့မယ်ဆိုရင်ကိုဘလောက်ထိကောင်းအောင်ကုသရမလဲဆိုတာကိုအရင်ဆုံးသိရှိဖို့လိုအပ်ပါတယ်အဲ့တော့ဆရာမကြီးပြောသွားသလိုပဲအိယာနူနူချင်းမနှက်စာမစားခင်စစ်မယ်ဆိုရင်80နဲ့130ပေါ့နော်အဲ့တော့တလုံးနဲ့မှတ်မယ်ဆိုရင်တော့130မကျော်ရဘူးပေါ့နော်နော်အစစစတဲ့အချိန်ကနေ2နာရီပေါ့2နာရီကြာမှဖောက်တဲ့အခါမှာဆိုရင်လေ180မကျော်ရဘူးပေါ့ဒါကတော့လူနာကကိုယ့်ရဲ့ သွေးကြိုကိုအဲတိရှိထားဖို့ဖြစ်ပါတယ်ဒါကိုတိပြီးတော့ကိုယ့်ရဲ့နေထိုင်စားတောက်တွေကိုပြုပြင်လို့ရပါတယ်နောက်တစ်ခုကတော့သုံးလပြင်းများစီကြိုပါသုံးလပြင်းများစီးကြိုကတော့သုံးလတစ်ခါ၆လတစ်ခါပေါ့နော်ဒီလိုဖောက်တဲ့အခါမှာခုနှစ်ရာခိုင်နှုန်းအောက်မှာပဲရှိရမယ်နော်ခုနှစ်ရာခိုင်နှုန်းမကျော်ရပါဘူးပေါ့အဲ့တော့ဒါကိုကြည့်ပြီးတော့ဆရာဝန်ကလူနာရဲ့ဆေးတွေကိုအတူရှော့လုပ်ပြီးလို့ရပါတယ်အဲ့တော့ ဒီ SMBG SMBG နဲ့ပြောနေတာပေါ့နော်အဲ့တော့ self monitoring of blood glucose အဲ့တော့မိမိကိုယ်တိုင်ပေါ့သွေးကြိုစစ်ဆေးစောင့်ကြည့်ခြင်းလို့ပြောပါတယ်အဲအဲ့တော့အိမ်မှာပဲ glucometer ပေါ့နော်အများကြီးရဲ့ glucometer သွေးကြိုတိုင်းကရိယာကိုအသုံးပြုပြီးတော့မိမိရဲ့သွေးကြိုကို ဖောက်ပြီးတော့စစ်ဆေးနေရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုစစ်ဆေးတဲ့ဟာမှာစီးကြိုကုသမှုမှာသူကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာပါပါတယ်အဲ့တော့ဒီလိုစစ်ဆေးရင်ဘာတွေရမလဲ နော်ဘာအကျိုးကျေးဇူးတွေရမလဲဆိုတော့ကုသမှုမှာထိရောက်မှုရှိမရှိပေါ့စေးတာတောက်နေတယ်ရှင်းမဆရာမကြီးပြောသွားသလိုအမက်ဖော်မင်တစ်နေ့နှစ်ကြိမ်ကိုယ့်ရဲ့စီးကျူကဘယ်လောက်ရှိနေမှန်းလဲမသိဘူးဒါပဲတစ်နေ့နှစ်ကြိမ်ပဲနော်အဲ့တော့နေတယ်ဆိုလဲစီးတိုးလို့ရအောင်ဆရာဝန်ပြန်ပြတယ်ပေါ့နော်အဲ့စီးကျူ တွေတက်နေရင်လည်းဈေးတိုးဖို့လိုတယ်ပေါ့စီချိုတွေအကျလွန်နေရင်လည်းဈေးလျှော့ဖို့လိုတယ်ပေါ့အဲ့တော့မိမိရဲ့ရှိတင်ရှိတိုက်တဲ့စီချိုအနေထားရောက်မြောက်ကိုသိနိုင်တယ်ပေါ့နောက်တစ်ခုကတော့ဒီစားတောက်ကို စားလိုက်တယ်စီချိုတွေဒါအတက်သွားတယ်ဒါဆိုရင်လည်းကိုအစားတောက်ကိုညှိလို့ရတယ်အဲဒီရပိုင်းလမ်းမလျှောက်ဖြစ်ဘူးပေါ့စီချိုတွေတက်တယ်ဒါဆိုရင်တော့ဒါလမ်းပိုလျှောက်ပေးရမယ်ဒီလိုမျိုးကိုသိနိုင်တယ်ပေါ့နောက်တစ်ချက်အရေးကြီးတာကတော့စီချိုအကျလွန်ခြင်းပေါ့နော်စီချိုအကျလွန်ခြင်းကိုလည်း သိနိုင်တယ်เนาะတချို့ကတော့ဈေးကြိုကြပြီဆိုရင်ယင်တုံတဲ့တို့ခေါင်းမူတဲ့တို့ချွေးတွေထွက်တဲ့တို့ဒါမျိုးတွေရှိတတ်တယ်ပေါ့ဒါပေမဲ့တချို့ဈေးကြိုနှစ်ကြတဲ့လူတွေကြတော့ဈေးကြိုအကျလွန်နေတဲ့ဟာကိုသူတို့ကမသိဘဲနဲ့ပေါ့เนาะဖြစ်တတ်တယ်အဲ့တော့ဒီပုံမှန်လေးသာဖောက်နေမယ်ဆိုရင်အဲကိုယ့်ရဲ့ဈေးကြိုကအ내ဘက်ကိုရောက်နေပြီလားပေါ့အဲရောက်နေပြီဆိုရင်တော့ဒါဒီအကျလွန်ခြင်းများဖြစ်တော့မလားပေါ့เนาะဒါဒီကိုသိပြီးတော့စားစေးပေါ့အင်ဆူလင်ထိုးနေတဲ့လူဆိုလဲထိုးစေးပေါ့เนาะဒါဒီကိုလိုအပ်သလိုအဲ ချိန်နိုင်ညှိနိုင်တယ်ပေါ့နော်အဲ့တော့ဒါသည်မိမိကိုယ်တိုင်သွေးကြိုစစ်ဆေးစောင့်ကြည့်ခြင်းသည်အလွန်အရေးကြီးပါတယ်ဟုတ်ပြီစောင့်တော့စောင့်ကြည့်မယ်အဲ့ဒါဆိုရင်တနေ့ဘယ်နှကြိမ်ဖောက်ရမလဲဒါမှမဟုတ်ရင်တပတ်ဘယ်နှကြိမ်ဖောက်ရမလဲပေါ့နော်အဲ့တော့အမျိုးသားတစ်စည်းကြိုလူနာတွေမှာတော့နေ့စဉ်ပဲအင်ဆူလင်မထိုးခင်တိုင်းကိုစစ်စစ်ဆေးဖို့လိုတယ်ပေါ့နော်အဲနှစ်ကြိမ်ထိုးတဲ့လူဆိုရင်အနည်းဆုံးနှစ်ကြိမ်ပေါ့နော်လေးကြိမ်နဲ့ကုနေတဲ့လူဆိုရင်နည်းလေးကြိမ်အဲစစ်ဆေးဖို့လိုပါတယ်ပေါ့နော် အဲ့တော့မျိုးစားနှစ်စည်းဂျိုသမားတွေမျိုးစားနှစ်စည်းဂျိုသမားတွေမှာတော့သူက3ရက်တစ်ခါ5ရက်တစ်ခါတစ်ခါလေတော့လဲတစ်ပတ်တစ်ခါပေါ့အဲ့တော့3ရက်5ရက်တစ်ပတ်ပေါ့နော်အဲအတိအကျဖော်ပြထားတာမရှိပါဘူးအဲ့ကိုယ့်ရဲ့စည်းဂျိုကောင်းတယ်မကောင်းဘူးပုံမှာမူတည်ပြီးပေါ့ဟုတ်အဲ့စည်းဂျိုတွေအရင်များနေတော့လဲ3ရက်တစ်ခါလောက်ဖောက်ကြည့်ပေါ့နော်အဲအဲ့လိုမှမဟုတ်ဘူးအရင်ကောင်းနေတယ်ငွေကြီးလဲချွေတာမယ်ပေါ့စည်းဂျိုကလည်းအရင်ကောင်းနေပြီလက်တွေလဲနာနေပြီပေါ့အဲ့ဒါဆိုရင်တော့လဲတစ်ပတ်တစ်ခါလောက်ဖောက်လဲ ရတော့ရပါတယ်နော်အဲ့တော့မျိုးစားနစ်စည်းကြိုတောက်စည်းနဲ့ပဲကုနေရတဲ့လူနာတွေဆိုရင်တော့မနှက်စာမစားခင်တစ်ခါပေါ့နော်အစာစစပြီးနှစ်နာရီပေါ့နော်တစ်ခါကိုဖောက်တင်ပါတယ်အမအကယ်၍ပေါ့နော်ကဲတပတ်ကိုနှစ်ကြိမ်ဖောက်မယ်ပေါ့နော်တပတ်ကိုနှစ်ကြိမ်ဖောက်မယ်လို့စဉ်းစားထားရဆိုရင်မနှက်မစားမီတစ်ကြိမ်ပေါ့နော်အာနောက်စားပြီးနှစ်နာရီပေါ့နော်အဲ့ဒီဟာတစ်ကြိမ်ပေါ့ဒီလိုမျိုးဖောက်တင်ပါတယ် တော့စီချိုလူနာအများစုကအာကျွန်တော်တို့ကြုံတွေ့နေရတာတော့အာမနေ့မစားမိတဲ့ချိန်ပဲပေါ့သူတို့တချို့ဆိုရင်နေတိုင်းတောင်ဖောက်ပါတယ်အာနေတိုင်းဖောက်လဲနေတိုင်းအဲ့မနေ့မစားမိတဲ့ချိန်ပဲဖောက်တယ်အဲ့ဒီချိန်လေးကောင်းနေရင်အာသူတို့ကအာကျေနပ်နေကြတယ်ပေါ့နော်အာတကယ်တမ်းတော့တချို့စီးကျိုသမားတွေကမနဲ့မစားမိဘရောမှမတက်ပါဘူးသူတို့ကစားပြီးနှစ်နာရီဖောက်ကြည့်လိုက်ရင်တော့သူတို့အများကြီးတက်နေအောင်တွေးတယ်အဲ့တော့ကျမအကြံဉာဏ်ပေးနေတာတော့အာတပတ်ကို နှစ်ကြိမ်လောက်ဖောက်မယ်ဆိုရင်တစ်ကြိမ်ဒီမနှက်စာမစားမီကိုဖောက်တင်ပြီးတော့တစ်ကြိမ်ကတော့စားပြီးနှစ်နာရီကိုဖောက်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်နောက်တစ်ခုကတော့သုံးလပြန်ပြစီချိုလို့လည်းခေါ်ပါတယ်ဟုတ်အဲ့ဒီဟာကိုတော့စီချိုအရန်မကောင်းတဲ့လူတွေတော့သုံးလတစ်ကြိမ်ဖောက်တင်နေပေါ့နော်တကယ်လို့ကိုယ့်ရဲ့ထိမ့်သိမ်းမှုကအရန်ကောင်းနေတယ်ဆိုရင်တော့6လတစ်ကြိမ်လောက်မှဖောက်လေသူအဆင်ပြေပါတယ်အဲ့တော့အဲ့ဒီဟာလေးလည်း စောင့်ကြည့်ဖို့လိုပါတယ်။ပြန်မြပေါ့နော်ဟီမိုဂလိုဘင် A1C လို့ခေါ်တဲ့သုံးလပြန်မြစီးကြိုကိုလည်းစောင့်ကြည့်ဖို့လိုပါတယ်။အဲ့တော့ချိန်မှပြောခဲ့သလိုပဲပေါ့အင်ဆူလင်၄ချိန်ထိုးတဲ့လူနာတွေဆိုရင်အစာမစားခင်၃ခါထိုးတဲ့အတွက်အစာမစားမီမှာဖောက်နောက်ညအိယာဝင်မှာ၁ချိန်ထိုးတော့ညအိယာဝင်မှာဖောက်ပေါ့နော် အဲတခါလေကြတော့လေဟောတခါတည်းရင်တော့လေစားပြီး2နာရီပေါ့တချို့အင်ဆူလင်အမျိုးအစားကိုတုံးတဲ့လူတွေကြတော့လေစားပြီး2နာရီလေးလဲဖောက်တင်တယ်နောက်တစ်ခုကတော့လိချင်ငန်းမလုတ်ခင်ပေါ့နော်အင်ဆူလင်နဲ့ကုသင်တဲ့လူတွေမှာလိချင်ငန်းမလုတ်ခင်မှာလေစီချိုဖောက်တင်တယ်လူအာဖောက်တင်ပါတယ်နောက်တစ်ခုကကို့မှာစီချိုကျနေပြီလို့တန်တရားရှိရင်လေဖောက်တင်ပါတယ်ချို့တွေကြတော့ဒီမနက်ကဖောက်ပြီးသွားကြီးအဲနေခင်းမှာရင်တုံလဲမနက်ကကောင်းနေတာပဲဆိုပြီးတော့ ထပ်ပြီးတော့ဖောက်တာမရှိဘူးပေါ့နော်အဲ့တော့ကိုကိုကိုစီးကြိုအကျလွန်နေတယ်လို့တန်တရားရှိတယ်ပေါ့နော်ထင်းနေဆိုရင်ဒါဖောက်တင်ပါတယ်ပေါ့နော်နောက်ပြီးတော့စီးကြိုအဲဖောက်လိုက်တယ်အကျလွန်နေတယ်ပေါ့နော်အအကျလွန်နေတယ်အဲ့ဒါကိုပြန်ကုလိုက်တယ်ပေါ့ဥမာအချိုရီတောက်အချိုရီတောက်လိုက်တယ်ပေါ့နော်အဲပြီးရင်လဲအဲ့ဒါနောက်15မိနစ်လောက်နေရင်တော့ပြန်ပြီးတော့ဖောက်တင်ပါတယ်နော်ပြန်ကောင်းမကောင်းကိုတိ ဒီအဲတီအောင်လို့ပြန်ပြီးတော့ဖောက်တင်ပါတယ်နောက်တစ်ခုကတော့ကာမအင်ဆူလင်နဲ့ကုနေတဲ့လူတွေကာမမောင်းခင်မှာလည်းဈေးကြိုကိုဖောက်ပြီးတော့စစ်ဆေးတင်ပါတယ်မျိုးစားတစ်ဈေးကြိုလူနာတွေမှာဒီ SNPG ပေါ့ကိုယ်တိုင်စောင့်ကြည့်ခြင်းကဒီပြမ်းမြဈေးကြိုကောင်းအောင်လို့ကုတယ်ဆိုတော့သူတည်နာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲနောက်တစ်ခုကတော့မျိုးစားနစ်စည်းကြိုတွေမှာတော့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်အချိန်နဲ့အချိန်အရေအတွက်တွေကိုလည်းသူကပြောင်းလဲပြီးတော့ ရှိမှပြောခဲ့သလိုပဲပေါ့နော်ပြောင်းလဲပြီးတော့ဖောက်လို့ရပါတယ်နောက်တစ်ခုကတော့အခုခေတ်ပေါ်နေတဲ့အော် CGM လို့ခေါ်တဲ့ Continuous Glucose Monitoring ပေါ့နော်ဒီဥစ္စာကတော့လူနာကအာခုနပြောသလိုမျိုးတနေ့ကို၄ချိန်ပေါ့အင်ဆူလင်၄ လေးချိန်ထိုးတဲ့လူဆိုလေးချိန်ပေါ့နော်ကြားထဲမှာလည်းလိုအပ်ရင်လည်းလိုအပ်တယ်လို့ဖောက်ဆိုတော့နေ့တနေ့ကိုအများကြီးဖောက်နေရတဲ့လူတွေနော်အဲ့လိုအများကြီးဖောက်နေရတဲ့လူလူတွေမှာဆိုရင်တော့ဒီ CGM လို့ခေါ်တဲ့နော်စောင့်ကြည့်တဲ့ဟိုပါပေါ့အာစီဂျိုအတက်ကြောင်အချိန်တိကျအတိုင်းပဲတိနိုင်တဲ့ဟာလေးပေါ့နော်ဒီပုံမှာပြထားတယ်လို့ပဲဒါလေးတက်ပြီးတော့နော်အာဒါလေးတက်လိုက်ရင်စီဂျိုထိန်းစီပေါ့နော် mainly ကတော့အအဓိကကတော့ insulin ထိုးနေတဲ့လူတွေ မျိုးစားတစ်စည်းကြိုတွေမှာပို့ပြီးတော့သုံးတယ်ပေါ့နော်နောက်တစ်ခုကတော့စည်းကြိုဒါအတက်အကျများတဲ့လူပေါ့နောက်မကြခဏကြနေတဲ့လူတွေဒီလိုလူတွေမှာတော့ဒီ CGM ဆိုတဲ့ဒီဆက်ကလေးကိုပေါ့နော်သုံးတင်ပါတယ်ပေါ့နော်ဒါလေးနဲ့လည်းစောင့်ကြည့်လို့ရတယ်ဆိုတာကိုပြောကြားလိုပါတယ်အဲ့တော့စစ်တာတော့စစ်ပြီအဲ့တိတာလည်းတိပြီပေါ့နော်အဲ့တချို့တွေဆိုရင် နေတိုင်းစစ်တယ်သူကသူကောင်းကောင်းမကောင်းကောင်းအဲနေတိုင်းကတော့စစ်တယ်ဘာမှဟိုဒီဟာအတွက်ကိုပြန်ပြီးတော့လုတာမရှိဘူးပေါ့ နော်အဲ့တော့စီးချိုသွေးချိုစစ်ဆေးရုံတက်တက်နေတော့လေဒါကြီးကိုနေတိုင်းစစ်နေရုံနဲ့လေစီးချိုသွေးချိုထိမ့်သိမ့်မှုကမကောင်းနိုင်ပါဘူးဒီဟာကိုရလတ်တဲ့ရလတ်အဖြေပေါ်မူတည်ပြီးတော့လိုအပ်တဲ့ကုသမှုတွေစားသောက်နေထိုင်မှုတွေကိုသူကလိုက်နာထိမ့်ညှိမှသာပဲစီးချိုကောင်းနေဆိုတာကို ပြောကြားလိုပါတယ်အဲ့တော့သတိပြုတဲ့အချက်တွေပေါ့နော်အဲ့တော့ဒီစီးချို ယောဂတဲ့တယောက်ဆိုရင်နော်စီးကြိုလူနာတယောက်ဆိုရင်ဘာဒီသတိပြုတဲ့လဲဆိုတော့ဆရာဝန်ညွှန်ကြားထားတဲ့စီးဒီကိုမှန်မှန်တောက်တဲ့နေနော်မှန်မှန်တောက်တဲ့နေအာထိုးစည်းဆိုလဲမှန်မှန်ထိုးတဲ့နေပေါ့နော်နောက်စီးကြိုအတက်ကြမှန်မှန်ရင်မိမိသဘောအတိုင်းပေါ့နော်အတိုးလျှော့မလုပ်ဖဲနဲ့ဆရာဝန်နဲ့ပြန်လဲပြသဆွေးနွေးတဲ့နေနောက်စီးတော်ဝင်တွေလည်းမပြီးပဲနဲ့နော်စီးကြိုပမာဏပုံမှန်ရောက်တဲ့အထိကိုကုသတဲ့နေလို့ ပြောကြားလိုပါတယ်အဲအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အာပေါ်မကတော့တစ်ရက်ခင်နေနဲ့ကြည့်ကြည့်ကြည့်ယောဂါလို့ပြောတော့ညာလေအဓိကဖြင့်သွေးချိုခြင်းအဓိကဖြစ်တော့အဲသွေးချိုထိန်းသိမ်းသွေးချိုကောင်းမကောင်းကိုဘယ်လို monitoring မှာစောင့်ကြည့်ဖို့လိုတယ်ဆိုတာကိုအသေးစိတ်ဆွေးနွေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်